ရှင်ဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ဘုရားသခင်တာဝန်နဲ့လူ့တာဝန်ဆိုရက်ကောင်းစင်လေးနဲ့ခွာပေးသွားမှာဖြစ်ပါတယ်။တရားဟောရာကျမ်းအခန်း29စာပိုက်29မှာမထင်ရှားသောအရာတို့သည်ငါတို့ဘုရားသခင်ထောက်ရဖျားအငမ်းတာဖြစ်ကြ၏။ပေါ်ပြတော်မူသောအရာတို့သည်ကာလအစဉ်မပြတ်ငါတို့နှင့်ငါတို့သားသမီး တာသမီများတို့အငမ်းတာဖြစ်၍ဤပညာတရားစကားအလုံးစုံတို့ကိုစောင့်ရှောက်ရမည်အကြောင်းတည်းပြောတာတွေ့ရတယ်။ဒီနေ့ပရမောသောပြောချင်တာကတော့ဒီတော့ဘတ်တော်မသွားခင်ပေါ့နော်။အဲဆရာလူဇော်ဆိုရက်နာမည်နဲ့ကျွန်တော် Facebook မှာလည်းနေလိုက်တယ်နဲ့ပြီး YouTube TikTok Telegram ပေါ့တခါလေ Instagram လာတင်ပါတယ် ဆိုတော့အခုတလော Facebook မှာနော်ကောင်းကောင်းကျွန်တော် Facebook အကောင့်ကမရန်ဖြစ်နေတယ်အလုံးမလုံးဖြစ်နေတယ်တခါလေမှာကျွန်တော်ကသူဓမ္မမိတ်ဆွေများ comment တွေအလုံးအသေးစိတ်အသေးချာဖတ်တယ်ပြီးရင်တော့အနည်းဆုံးတော့ကျွန်တော်ပြန်ပြီးတော့မှ like ပြန်လုပ်ပေးတယ်ပေါ့အသေးပေးတယ်ပေါ့နော်ပြီးရင်လည်းပြန်ပြီးတော့မှ reply ပြန်တာရှိပါတယ်ဆိုတော့ဒါမဲ့အခုတလောကျွန်တော်ကျွန်တော် page နဲ့ကျွန်တော်ရဲ့ account ကနေဘာမှ reply ပြန်လို့မရဘူးမှတ်ချက်ဘာမှရေးလို့မရဘူး like လည်းပြန်ပေးလို့မရဘူးပေါ့နော်ပြင်လဲလူတွေစီကိုဟိုပြန်နဲ့ရောက်ရှိမှုမရှိဘူးပေါ့ဟိုတွေ့မြင်တဲ့လူအလွန်နဲ့တဲ့ data report ကျွန်တော် Facebook ကတော့ page က line follow နှစ်သိန်းကျော်ရှိတာဒါပေမဲ့ပြန်နဲ့ရောက်ရှိမှုကအခုဘာလို့ဖြစ်နေလဲဆိုတော့မြင်တွေ့ရတဲ့လူတထောင်ဝန်းကျင် အဲ့လိုမျိုးဖြစ်နေတယ်ဗောနော်အဲ့တော့ပြီးတော့လဲဝါနေခဏခဏလာတယ်ပိတ်မယ်ပိတ်မယ်နဲ့ဆိုတော့ဟို community standard ကျတော့လဲဘာမှချုပ်ဖောက်လို့လဲမရှိပါဘူးဗောနော်အဲ့ဒါလေးလဲတရိယာဆူတောင်းပေးဖို့ပြောချင်ပါတယ်လို့ဓမ္မမိတ်ဆွေများတဲ့ကျွန်တော်တွေကတယောက်နဲ့တယောက်မမြင်ဘူးပြင်မဲ့အဝေးကနေတယောက်နဲ့တယောက်ခုလို့အားပေးရတယ် တင်တော့လည်းကျွန်တော်ဆွတောင်းပေးတယ်ကောင်းချီးပေးကြအာမင်ထိုးကြတယ်ပေါ့နော်ဒါဗျာခင်အစီအစဉ်ပဲဖြစ်ပါတယ်နော်အဲဒါကြောင့်ကျွန်တော်ရဲ့အထူးဖြစ်တော့ကျွန်တော် Facebook အတွက်နော်ဆွတောင်းပေးဖို့အတွက်ဆွတောင်းခံချက်လေးတင်ပြချင်တယ်ထွန်းနေတူကျွန်တော်စနေနေ့မှာအင်္ဂလိပ်တင်နန်းရှိပါတယ်နော်အဲ့အတွက်လည်းဆွတောင်းတရားဖို့အတွက်တင်ပြလိုပါတယ်ပေါ့ကြောက်ပြီခုနကျွန်တော်ဖတ်တဲ့ နှုတ်ကပတ်တော်မှာသူကမထင်ရှားတဲ့အရာတွေဟာတဲ့ဘုရားသခင်ရဲ့တောင်းဖြစ်တယ်တဲ့နော်တခြားတဲ့တဲ့ကျွန်တော်တို့မမြင်သေးတဲ့ကျွန်တော်အနာဂတ်တွေပေါ့နော်မဖြစ်သေးတဲ့အရာတွေပေါ့ဖြစ်တော့ဖြစ်နေပြီမမြင်သေးတဲ့အရာတွေဘေးဒုက္ခတွေမျိုးမျိုးကြားတဲ့သတင်းတွေအဲ့လိုမျိုးမျိုးရှိပါတော့အဲ့ဒါအလုံးဟာတဲ့အဲ့ဒါအလုံးဟာကိုယ်မှမရှိသေးတဲ့အရာတွေပေါ့ ထားတဲ့အလုံးမှာဘုရားခင်ကတာဝန်ယူထားတယ်တဲ့မစွရင်လည်းဘယ်လိုပြောချင်တာနော်တ anyaan ကျွန်တော်တို့အတ္တမှာသိဖို့ကမရှိတဲ့ကိစ္စဟိုမပိုင်ဆိုင်တဲ့အရာဟာရှင်းမှတွေ့ကြရမယ့်အခက်အခဲပြဿနာတော်တော်ကောင်းရရှိမဲ့အော်ကောင်းကြီးတယ်ကောင်အမျိုးမျိုးပေါ့အားရအတွက်ကျွန်တော်တို့တွေးပို့ခြင်းမရှိဘူး အလိုရေးကြီးပါတယ်။ဟောကျွန်တော်လောကီသားတွေလိုပဲအနာကတ်အတွက်တွေးပူနေမှဆိုရင်တော့မမြင်သေးတဲ့အရာအတွက်เนาะကြားတဲ့သတင်းတွေကိုအခြေခံပြီးတော့မှမမြင်သေးတဲ့အရာတွေအတွက်ကျွန်တော်တွေးပူနေမှဆိုရင်တော့ယုံကြည်သူဖြစ်ရတာရှုံးပါတယ်။လောကမှာဘုရားသခင်ကကျွန်တော်ထားတဲ့ရည်ရွယ်ချက်လဲเนาะအထမမြောက်ပါဘူး။အထမမြောက်။ဒါကြောင့်ဒီနေ့အားပေးခြင်းနဲ့ မမြင်သေးတဲ့အရာအလုံးဟာဘုရားသခင်တောင်းတယ်။တင့်အတွက်ဘုရားသခင်တောင်းယူထားတယ်ဆိုတော့ဒီနေ့စိတ်ချပါလို့ဘုရားသခင်သူ့ကိုပြောနေတယ်လို့ကျွန်တော်အပြစ်ချင်တယ်။ကျွန်တော်မြင်ရတဲ့အရာအခုဒီတပါချမ်းစာနော်ဒီမှာတော့ပညာတရားလို့ပြောတာပေါ့ပညာတရားဆိုတာတော့ဒီဂျူးဘာသာမှာကျင့်တဲ့တရားတော့ဒီမှာအဓိကတော့ရည်ရွယ်တာပေါ့ ကျွန်တော်ယုံကြည်သူများနေတော့လေကျေးဇူးတော်ကာလမှာတော့ဒီလိုပြည့်ညတ်တရားချက်ရည်ပြားနေချင်းတို့လို့ပြည့်ပူဇော်ချင်းတို့လို့ဒါတွေကနော်ဟိုဘလို့ခေါ်မလဲလက်လျှောက်ဖို့မဟုတ်ပါဘူးနော်မဟုတ်ဘူးအဲ့တော့ကျွန်တော်လိုအပ်မဲ့အရာကတော့ဗာလဲထင်ရှားတဲ့အရာအခုကျွန်တော်ကြားတဲ့နှုတ်ကပတ်တော်ဟုတ်လားဟောကျွန်တော်ဖတ်တဲ့တမန်ကျမ်းစာမှာကျေးဇူးတော်ကာလပြညာတရားတဲ့အညီ ဝိညာဉ်တော်ဝိညာဉ်တော်တရားနဲ့အညီနာခလက်လျှောက်ဖို့ပဲဖြစ်ပါတယ်နာခလက်လျှောက်ဖို့ဒါကျွန်တော်တာဝန်ဖြစ်တယ်ကျွန်တော်ကိစ္စကဖရဲတာဝန်အဲ့တော့ဒီဆလံချန်းခန်းတရား28စာပိုက်တစ်ကနေ၃မှာထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခီးတော်သို့လိုက်သွားသည်မြတ်သောသူတို့သည်မင်္ဂလာရှိကြ၏ထို့သောပြုလင်းတင်နေမိမိလက်နဲ့လှုပ်၍ဆောင်ရရသောအစာကိုစားလိမ့်မည် မင်္ဂလာရွှေကောင်းစားလိမ့်မည်တင်းမရသည်တင့်ဤနာမှာများစွာသောအတီးတီးသောစပစ်နွယ်ပင်ကဲ့သို့၎င်းသာသမီတို့သည်တင့်စပွဲပတ်လည်၌စိုက်ပြူသောတန်လွင်ပင်များကဲ့သို့၎င်းဖြစ်ကြလိမ့်မည်ပြောရတွေ့ရတယ်ဆရာဘုရားသခင်ရဲ့စကားတော်ကိုကျွန်တော်တို့မြင်ရတဲ့အရာတွေအတွက်နော်ဒီတမချန်းစာနဲ့အညီကျွန်တော်နားထောင်မယ်နားထောင်တဲ့ခါမှာဘုရားသခင်ကြောက်ရွံ့တဲ့သဘောနဲ့ လန်ခီတော့သူ့ရဲ့နောက်ကိုနာခံလက်လျှောက်မယ်ဆိုရင်တော့ဒါဟာကျွန်တော်ရဲ့တာဝန်ဖြစ်တယ်ကိုတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်တယ်ပေါ့အဲ့ဒါဆိုတော့မမြင်သေးတဲ့အရာဘုရားသခင်တာဝန်ကပါလေမိသားစုမှာနော်ဘုရားခင်တာဝန်ယူမှာဖြစ်ပါတယ်ကိုဇနီးခင်မွန်းတာသမီးအလုံးဘုရားခင်တာဝန်ယူမယ်လို့ပြောတော့တွေ့ရတယ်ပြင်လဲကိုလုတ်တဲ့အရာတွေ ဟိုတခုဆိုကြပါစို့စီးပွားတခုလုပ်သလားနော်စိုက်ပျိုးရေးမွေးမြူရေးအဲစီးပွားလုပ်တာတခုခုပါဘာပဲလုပ်လို့တော့ဖြစ်လာပါမလားမိုးခေါမလားရေရှားမလားနေပူမလားဒါတွေတွက်ပူစရာမလိုမမြင်သေးတဲ့အရာတွေဖះတောင်းယူမယ်နော်ကိုယ့်ရဲ့လုပ်တဲ့အတိုင်းအကျိုးခံစားခွင့်ရဖို့အမခံချက်ရှိပါတယ် ။ဒါကြောင့်မြင်ရတဲ့အရာပေါ်ပြတော်မူတဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့နာခံလက်လျှောက်ဖို့ပဲဖြစ်ပါတယ်။အနာကမှာကျွန်တော် မမြင်သေးတဲ့အရာတွေဘုရားခင်တောင်းယူပါတယ်။ဒါဘုရားခင်အလို့ဖြစ်တယ်။အဲ့တော့မမြင်သေးတဲ့အရာတွေအတွက်ကျွန်တော်ပူပန်နေမယ်၊စွန့်နေမယ်ဆိုတော့အရာစင်စာတွေးခေါ်ပြအချိန်ကုန်နေမယ်ဆိုတော့ဖျားလုံးမဲ့အလုပ်ကိုကဝင်လို့သူလိုဖြစ်သွားမယ်ဘယ်တော့မှအဆင်ပြေမှာမဟုတ်ဘူး ညစ်သက်ချင်းပြောက်ဆုံးသွားလိမ့်မယ်။နော်ဒီလိုပြောချင်တယ်။ဆိုတော့ကျွန်တော်တို့ကဟိုကျေရောကာလမှာနာခံလျှောက်ချင်းကတမောင်းနဲ့နည်းနည်းကွာတယ်။တမောင်းကာလမှာကလူကအဆိုင်ထွားတယ်။နော်ကျေရောကာလမှာကျတော့လူကအဆုံးဖြတ်ချက်ပဲ။အာရယာတန်ရှင်တော်ဝိညာဉ်တော်ကမဆာဖိလိပ္ပိခန်းနဲ့စာပတ်73မှာနော် ်အเจ้าမောကတင်တို့တဲ့အလိုရှိစေခြင်းက၎င်းအကျင့်ကျင့်စေခြင်းက၎င်းတင်တို့အထက်၌စေရနာတော်အားဖြင့်ပြုပြင်တော်မူသောသူကဘုရားသခင်ပေသည်ပြောတယ်ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာရှိတဲ့အထက်မှာရှိတဲ့တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်ရဲ့ဝိညာဉ်ကျွန်တော်စိတ်နှလုံးကိုဘာလို့ပေးလဲဆိုတော့ဘုရားသခင်ရဲ့အလိုတော်ကိုနာခံလက်လျှောက်လိုတဲ့ဆန္ဒနော် ရှိအောင်အလိုရှိအောင်သူကကူညီပေးတယ်မဆပ်ပေးတယ်နော်လမ်းပြပေးတယ်ပြီးရင်လည်းအဲ့ဒီတိုင်းတကယ်လက်တွေ့နာခံလက်လျှောက်အနိုင်အောင်လဲသူကဘာလုပ်လဲမဆပ်တယ်ဆိုဆိုရပါတော့အလိုရှိအောင်သူအထက်နဲ့သွေးဆောင်တယ်ကျွန်တော်စင်လုံးအဲ့ဒါကိုဘုရားစကားနားထောင်ဖို့သူကသွေးဆောင်တာပေါ့အဲ့ဒါကိုကျွန်တော်တို့ဘက်ကဘာပဲလုပ်ဖို့လိုလဲဆိုတော့ yes ဆိုပြီးတော့မှဆုံးဖြတ်ချက်ချဖို့လိုတာဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်နာခံပါမယ်ဆိုတော့ဆုံးဖြတ်ချက်လေးပဲလိုပါတယ်အဲ့တော့ဆုံးဖြတ်ချက်ချပြီဆိုရင်တော့နာခံလက်လျှောက်နိုင်ဖို့လိုအပ်တဲ့ဟောတကူနမလက္ခဏာတဲ့အားလုံးကိုဘုရားသခင်ကပဲစေရနာတော်အဖြစ်ပြုပြင်ပေးတယ်မဆတယ်ပြောပါတယ်ဒါကြောင့်ဒီနေ့ဆပြီးဘုရားသခင်အလုတ်ကိုဝမလို့မြင်စင်နဲ့အဲ့ဒါကတော့မမြင်သေးတဲ့အရာတွေ မထင်ရှားသေးတဲ့အရာတွေအတွက်စိတ်မပူနဲ့။ဘာဖြစ်လာမလဲဆိုပြီးတော့မှသွားမတွေးနဲ့။နော်။ဘုရားခင်တွေးနေတယ်။ဘုရားခင်လုပ်ပေးလိုက်မယ်။ဒါဘုရားလုပ်။ကိုကတော့အထက်အဝိညာဉ်တော်ကနော်။မဆားတဲ့အရာအတွက်လမ်းပြနေတဲ့လမ်းကိုရှောက်လို့တဲ့ဆန္ဒပေးနေတာပေါ့။ကိုက yes ဆိုပြီးတော့မှဟုတ်ကဲ့ကျွန်တော်နောက်ခါလက်လျှောက်မယ်ဆိုတော့မှဆုံးဖြတ်ရဲဖို့ပဲဖြစ်ပါတယ်ဆုံးဖြတ်ရဲရင်လက်တွေ့နောက်ခါလက်လျှောက်နိုင်ဖို့အတွက်လည်းကိုရောပဲအထက်ကနေမဆမှာဖြစ်တယ်ဒါကဘုရားသခင်ရှေ့နာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ခုနပြောတဲ့နော်ကိုအနာကတ်အတွက်ဘာမှပူစရာမလိုတော့ဘူးလို့နော်ဘုရားခင်တောင်းပန်ပေးမယ်လို့ခေါ်ပေးနေနေကုန်ချုပ်ပါတယ် ရသခင်သည်တင်တို့အလုံးကောင်းချီးပေးပါစေတော့အာမင်